အချိန်အားဖြင့်1930ခုနှစ်ဒီဇင်ဘာလပဲဖြစ်ပါတယ်မြန်မာနိုင်ငံကိုအင်္ဂလိပ်ကိုလိုနီအစိုးရကအုပ်ချုပ်နေတဲ့အချိန်လေးဖြစ်တယ် ဘကိုးတိုင်းဖြူးမြို့နယ်အတွင်းမှာရှိတဲ့ဘိုင်တောင်ကျေးရွာနဘေးမှာရွာဟောင်းကြီးအမိကိုတော့လွှဲပြောင်းရေးသားဖော်ပြထားပါတယ်ရှင်။ကျေးရွာကလေးတရွာရှိတယ်။ထိုရွာမှာရှေ့ရခင်မုံမင်းများလက်ထက်ကလေးကတည်ထားခဲ့တဲ့ရွာတရွာလေးဖြစ်ပါတယ်။ဒါပေမဲ့ယခုချိန်မှာတော့ရွာကြီးမှာတပြေးပြေးနဲ့ကောလာပြီးရွာငယ်ကလေးအဖြစ်သာကျန်ရစ်နေခဲ့ပါတယ်။ထိုကျေးရွာကလေးမှာဘိုင်နာချောင်းရီကိုအပြူလျက်လေယာဉ်လုပ်ငန်းများကိုလောက်ကင်အသက်မူဝန်းကြောင်ပြုနေပါတယ်။ထိုရွာတွင် ကိုဦးနဲ့ကိုမူးဆိုတဲ့ညီကိုနှစ်ယောက်ရှိပါတယ်။ ကိုဦးကတော့အသက်40ခန်းဖြစ်ကညီဖြစ်သူကိုမိုးကတော့အသက်30ကျော်ဖြစ်တယ်။ကိုဦးမှာအိမ်အောင်ရက်သားကြပြီးတော့ကလေး၃ယောက်ရှိတော့လေညီဖြစ်သူကိုမိုးမှာတော့အိမ်အောင်မကြသေးပဲလူပြိုကြီးဖြစ်သားရှိနေခဲ့ပါတယ်။ကိုမိုးကမိန်းမများကိုလည်းစိတ်ဝင်စားပဲအချိန်ပြည့်တောက်စားမှုရလေးရှိတယ်။အဲဒါကြောင့်လေအမိရင်းပြောက်ကကိုမိုးဆိုသည့်အမိတွင်နေခြင်းပဲဖြစ်တယ်။ ကိုဦးတို့ညီအကူမှာရွာပြင်တွင်ယာလောက်ကင်ကြတယ်ကိုဦးတို့ရဲ့ယာများကဇေဒီကုန်းဟုခေါ်ကြတဲ့ရှေးဟောင်းဇေဒီရစုရဲ့တောင်ဘက်မှာတည်ရှိပါတယ်ရှေးဟောင်းဇေဒီမှာ36တောင်ညံတော်ရှိပြီးတော့ဟန်တာဝရီပြေကိုအစိုးရတိဓမ္မဇေဒီမင်းတည်ထားခဲ့တဲ့ဇေဒီတစ်ခုပဲဖြစ်ပါတယ်ထိုနေ့တွင် ဒီဇင်ဘာ၄ရက်နေ့ဖြစ်ပါတယ်။ကိုဦးမထုံးစံအတိုင်းရွာလုံကမ်းများကိုလုတ်ကင်နေတယ်။ကိုမူးမတော့နွားတရှင်ကိုယာကင်းအလွန်ခြုံတော်စံမှာလှော့ချောင်းကအရက်ကိုတမျမျဇင်ခံပြီးတော့တောင်းနေခဲ့ပါတယ်။မကြခင်ကိုဦးတို့အိမ်မှာအခိုင်းအစေဖြစ်သူမောင်တော်ရောက်လာလေတော့တယ်။မောင်တော်မှာအသက်73နှစ်ခန့်ရှိပြီးတော့ကိုဦးတို့နဲ့ဆွေမျိုးမကင်းတော်သူပဲဖြစ်တယ်။မိဘများမရှိတော့တဲ့ဖြစ်ကိုဦးကခေါ်ယူဆောက်ရှောက်ထားကမိသားစုတဦးတစ်ဖွဲ့အတူတူလုတ်ကင်စားတောက်နေခြင်းပင် ဖြစ်တယ်။မောင်တော်မှာခံနှောင်းကလေးတစ်ခုကိုထမ်းလာ ခဲ့တယ်။ကိုမှုမမောင်တော့ကိုတွေ့လိုက်သည်နှင့်ကိုဦးဤရာတဲ့ကလေးစီသို့ပြေးလာခဲ့လေတော့တယ်။ရာတဲ့လေးစီရောက်တဲ့အခါမှာတော့မောင်တော့ကတောင်းကလေးကိုချလိုက်တယ်။ကိုမှုမတောင်းကလေးကိုဖွင့်လှမ်းပြီးတဲ့နောက်ငါတို့ရေဒီနေ့ဟင်းကလည်းမကောက်ပါလားကွ။ငါချောင်းနဲ့ပိန်းချိုပဲပါတယ်။ကိုဦးကလည်းလက်စေးကတဲအတွင်းကိုရောက်လာလေတော့တယ်။ငမှုရဒီနေ့ရှိတာလေးနဲ့ပဲစားစမ်းပါကွာ။ငါတို့ကတထေးတွေမဟုတ်ဘူးနော်။ အခုချိန်မှာတို့လိုတောင်သူတွေကကြက်တဲနေပါပြီနဲ့ညီကုံအုံးမရတဲ့အရှိရှိကွပြစ်ကလေးပေါ်တွင်ထမင်းစားရန်ထိုင်လိုက်ကြလေတော့တယ်ကိုကတော့မောင်တော့ဘက်ကိုလှည့်လိုက်ခါငါတော့မင်းရောထမင်းစားပြီပြီလားမစားရသေးရင်လည်းတခါလေးလာဝင်စားကွာ တုံသာထမင်းလက်ဆောင်စားလိုက်ကြလေတော့တယ်ထမင်းစားပြီးဒီအခါနေ့လေတစ်ချက်တည်းကျော်သွားလေတော့တယ်စောင်းတွင်းတွေကကြက်ကြက်တောက်ပူနေတော့တယ်သုံးယောက်သားထမင်းစားပြီးဒီနောက်မှာတော့အနည်းရှိတစ်ပင်ကြီးတစ်ပင်အောက်ကိုဝင်ကအရိတ်ခုမိတော့လေတော့တယ်ကိုမှုမှာတစ်ပင်ပင်စီကိုမိကမျက်လုံးများမှေ့ဆင်းနေလေတော့တယ်နွားတရှိမှာရာကင်းတစ်ဖက်ရှိခြုံမင်းများနီးတွင်လဲခွေနေလေတော့တယ်ထိုအချိန်မှာပင်နွားများမှာတရှဲရှဲနဲ့နှာများမှုတ်ကြပြီးတော့ရာကင်းအတွင်စောက်တီးရမရပြေးလွှားနေလေတော့တယ်ထိုအဖြစ်ကိုမြင်သည့်ကိုဦးမှာလည်းမှေ့ဆင်းနေသည့်ကိုမှုအားပုံ ိုးလိုက်ရင်ဟဲ့ကောင်ကမှုဟိုမှနွားတွေကအလန်တကြားနဲ့ဘာဖြစ်တာလဲမသိဘူးကွကိုမှုမှမျက်လုံးပင်ဖွင့်မကြည့်ပဲငွေတွေးလို့လန့်နေတာနေမှာပေါ့ကိုကြီးဟာငွေတွေတာဒီလောက်လန့်ပါမလားကွပဲပင်တွေကိုတက်နေမိရင်တော့ဒုက္ခပဲဟေ့ ကိုဦးမတပင်ကြီးအောင်မှထရက်လိုက်ပြီးတော့ဒဝဝအတန်ကြီးနဲ့ရုတ်ချီနီးကပ်လာပြီးတော့မြေပြင်မှာလေလိုက်များကဲ့သို့လှုပ်ခတ်တဲ့ကဲ့သို့မတ်တရက်နေသည့်ကိုဦးမလွန့်ထွက်သွားလေတော့တယ်။ထိုင်နေသည့်မောင်တော်မှလည်းလေးဘထောက်လဲကြကမြေပေါ်တွင်လိမ့်သွားလေတော့တယ်။ကိုမူးမှအခုမှမျက်လုံးဖွင့်ကကြောက်လန့်ကြနဲ့ထောက်အောင်လိုက်လေတော့တယ်။ဟာငလီလောက်တာနေမဲငတော့ရ ထိုစဉ်ကိုမှုမိသားသည့်တစ်ပင်ကြီးကတရိုင်းတိုင်းတပြောင်းပြောင်းနဲ့အတန်တွေကမြည်ဟင်းကတစ်ပင်များကလည်းမြည်ပင်ပေါ်သို့ရုံးကန်တက်လာကြလေတော့တယ်ကိုမှုမှာတစ်ပင်အောင်မှအ мян ခုံထားလိုက်ပြီးတော့လဲကြနေသည့်မောင်တော့ရဲ့လေကုတ်ကိုဆွဲကတစ်ပင်နှင့်လွတ်ရာကိုအ мян ပြေးကြရလေတော့တယ်မြေကြီးမှာထပ်အောင်ဘဲညာလူးလိန်ကလှုပ်သွားလေတော့တယ်တစ်ပင်အောင်မှပြေးထွက်အပြီးရာခင်းတဲ့အယောက်မှာတော့ကိုမှုမှာချော်လဲကြသွားလေတော့တယ်သူတို့ပြေးထွက်လာသည့်တစ်ပင်ကြီးမှာပင်အမြင့်မှလန်ကတစ်ဖက်သို့လဲကြသွားလေတော့တယ်ကိုမှုမှာအံ့ဩနေစင်မှာပင်သူတို့လဲကြနေသည့်ရာခင်းမြေ bien, oui. အကြောင်းကြီးတစ်ခုကမိခိုးကြက်လျှောက်တဲ့ကဲသို့အတန်းလိုက်ကြီးဖြစ်ပေါ်နေလေတော့တယ်ထိုအကွဲကြောင်းကြီးအပေါ်တွင်မောင်တော်မှငုတ်တုတ်ထိုင်နေခြင်းပဲဖြစ်တယ်မျက်စိရှိမှပင်အကွဲကြောင်းကြီးမှဟုံးကနဲ့ကွက်ထွက်သွားလေတော့မောင်တော်မှအကွဲကြောင်းကြီးအတွင်သို့ပြုတ်ကျသွားလေတော့တယ်ကိုမှုမှမောင်တော်ရဲ့လက်တစ်ဖက်ကိုပြေးဆွဲလိုက်တဲ့ဖြစ်တာမောင်တော်တယောက်အကွဲကြောင်းကြီးအတွင်သို့ကျမသွားခြင်းပဲဖြစ်တယ်ကိုမှုမှအားကုန်သုံးကမောင်တော်ကိုဆွဲတင်လိုက်လေတော့တယ်အကွဲကြောင်းမှလေးငါးတောင်ထက်နှက်ဆိုင်လေတော့တယ်ကိုမှုနဲ့မောင်တော်မှအကွဲကြောင်းကြီးအနီးမှပြေးထွက်လာလေတော့တယ်ရာထဲကလေးကိုကြည့်လိုက်တဲ့အခါ ါမှာတော့မြေပြင်တွင်ပြပြဝဲလျက်သာပြိုကျနေလေတော့တယ်။ထွက်ခါဟုံးကနဲ့အတန်ကြီးနဲ့အတူရာကင်းတစ်ပေးမှရှေးဟောင်းစီဒီမှခေါင်းလောင်းတော်နေရာမှပြက်ထွက်ခါပြိုကျသွားလေတော့တယ်။ဇေဒီပြိုကျသည့်အချိန်ကြောင့်မြေပြင်များပင်တုန်လှုပ်ကုန်လေတော့တယ်။စက္ကန့်30ခန့်အကြာလှုပ်ရှားပြီးတဲ့အခါမှာတော့မြေပြင်မှပြန်လဲတည်ငြိမ်သွားလေတော့တယ်။ထွက်ခိုက်မှလှော့ချောင်းထားသည့်နွားနှကောင်မှဇေဒီကြီးရှိရာသို့ဆွတ်ပြေးသွားလေတော့တယ်။ကိုဦးကလည်းမြေပြင်မှအမြန်ခုန်ထလိုက်ပြီးတော့နွားနှကောင်ရဲ့အနောက်ကိုပြေးလိုက်သွားလေတော့တယ်။ကိုမူးနဲ့မောင်တော်မှလည်းကိုဦးရဲ့အနောက်ကို ပြေးလိုက်သွားလေတော့တယ်ဇေဒီကုန်းကလေးအပေါ်မှာအုတ်ကျိုးအုတ်ပွဲများနှင့်ပြန်ချဲနေလေတော့တယ်ကိုဦးမှနွားနှကောင်ကိုပြန်ဆွဲလာသည့်အချိန်ဖယားကုန်းတော်အောက်ဖက်မြေပြင်မှကိုရင်ကြီးတလုံးကျနေသည်ကိုတွေ့လိုက်ရလေတော့တယ်ကိုရင်မှငွေဖြစ်ပြုတ်လုထားခြင်းဖြစ်ကအလုံးပိတ်ထားသည်ကိုဦးကကိုရင်ကိုကောက်ယူကြည့်တဲ့အချိန်မှာပင်ကိုမူးနဲ့မောင်တော်တို့ကရောက်လာတယ်အကိုကြီးအဲ့ဒါဘာကြီးလဲဟေးငါလည်းမသိဘူးဟာဘယ်ကနေဘလို့ဖြစ်ပြီးတော့ကိုရင်ကြီးကဒီကိုရောက်လာလာလဲတော့မသိဘူးကွာ ကိုဦးမှကိုင်းအင်ကိုဖွင့်ကြည့်လိုက်လေတော့တယ်သို့တော့ကိုင်းအင်မှာအလွန်ကြက်နေသဖြင့်အုတ်ခဲတစ်ခုကိုကောက်ယူကရိုက်ဖွင့်လိုက်လေတော့တယ်အဖုံးဖွင့်သွားတဲ့အခါမှာတော့အတွင်းမှာရွှေငွေရတနာများဟောကနဲ့ပြုတ်ကျလာလေတော့တယ်စင်စင်အားဖြင့်ထိုးရမှာကိုင်းအင်တစ်ခုမဟုတ်ဘဲငွေချုပ်တစ်ခုသာဖြစ်နေတော့တယ်ကိုဦးကလည်းရွှေစာများကိုကောက်ယူကြည့်လိုက်တဲ့အခါမှာတော့ရွှေသားအတိဖြင့်ပြုတ်လုထားတဲ့စင်းနူတော်များဖြစ်နေလေတော့တယ်ဖယားစင်းနူတော်တွေပါလားငမူးရကိုမူးမှာစင်းနူတော်လေးတစုကိုကောက်ယူလိုက်လေတော့တယ်ထိုးစင်းနူတော်မှာတမိုက်ခက်အရွယ်ရှိကအလေးချိန်မှာတော့လေးနေနေလို့ရတယ်ကိုမူး းကထိုဆင်းနုတော်လေးကိုသွားဖြည့်ကြိုက်ကြည့်လိုက်တဲ့အခါမှာတော့သွားရအောက်တွင်ဝင်းလက်နေသည့်ရွှေရောင်များထွက်ပေါ်လာလေတော့တယ်။ကိုကြီးရေဒါရွှေဆင်းနုတော်တွေဗျ။ကိုဦးမှဆင်းနုတော်ကလေးကိုတစ်ခုပြီးတစ်ခု ထုတ်ကြည့်ရင်းနဲ့ဒါဆိုရင်တော့ဒီဟာဖရာရဲ့ဌာပနာတွေပဲဖြစ်ရမယ်။ဖရာဌာပနာကမြေရောက်ထဲမှာရှိတာမဟုတ်ဘူးလား။ မဟုတ်ဘူးကွဇေဒီရဲ့ငါပြောဘူးလို့ခေါင်းလောင်းတို့မှာတဲထားတတ်တယ်လို့လူကြီးတွေကပြောတာတော့ငါကြားဘူးတယ်ကွဖြစ်နိုင်တယ်ကိုကြီးခொနဲ့ကဖះပြိုကျသွားပြီးတော့ထွက်လာတာမြန်လားဒါဆိုကျုပ်တို့ဒီဖះတွေကိုဂျွာလူကြီးကိုသွားပေးလိုက်ကြမယ်လေဗျာကိုဦးကဘေဘီကိုကြည့်ရင်းနဲ့မင်းယူနေပြီလားငမူရငါတို့ချမ်းသာတော့မှလေကွာကိုဦးထပြလိုက်တဲ့အခါမှာတော့ကိုမူးကအံ့ဩသွားလေတော့တယ်အကိုကြီးဟောဒီဖះဆင်းလူတော်တွေနဲ့ကျုပ်ချမ်းသာမှနဲ့ဘာဆိုင်လို့လဲကိုကြီးကဆိုင်တာပေါ့ကွာဒါငါတို့နဲ့ထိုက်လို့ရတာကွာဒီဆင်းလူတော်တွေကိုထုရောက်ခွဲပြီးရင်ငါတို့ချမ်းသာပြီလေကွာမင်းဒီလား ဖျားပစ္စည်းတွေလောက်ကောင်းလို့တာကိုကြည့်啊လောက်ကောင်းပါတယ်ကွာငါတခါတော့ငါဒီစီဒီကိုကြည့်ပြီးတော့ဖျားဖူးဖူးတယ်ကွာကျွန်တော်တို့ခက်ခက်ခဲခဲပင်ပင်မဲမဲမရပဲချမ်းသာအောင်ဆောင်မပြီးပါလို့ဆူတောင်းမှုတယ်ကွာအဲ့ဒါဒီယဒနာတွေကြလာတာငါဆူတောင်းပြေတာပဲကွာကိုဦးမလောဘစောတက်ခါရွှေစင်းတူတော်ကလေးများကိုပစိုးနဲ့ထုတ်လိုက်လေတော့တယ်ဟဲ့ကောင်ငမုန်းနဲ့ငါတော့မင်းတို့ဒီเจ้าကိုဘယ်သူကမှမပြောရဘူးနော်နှုတ်လုံးပါစေနော်ငါဒီရွှေတွေကိုထုခွဲရောင်းချပြီးရင်မင်းတို့ကိုလည်းဝင်စုပေးပါမယ်ကွာမင်းတို့စိတ်မပူကြနဲ့ တို့နဲ့ကိုမှုနဲ့မောင်တော်လဲခေါင်းကြီးလိုက်ကြလေတော့တယ်အမှန်စင်စင်အားဖြင့်ထိုအရာမှာကိုဝင်ကြီးတခုမဟုတ်ဘဲဌာပနာများထည့်ထားသည့်ဂျုံဘူးကြီးတခုသာဖြစ်တော့တယ်ကိုဦးတို့မှာအတိညာနေပါလာသည်ဖြင့်ကိုဝင်ကြီးဟုထင်မှတ်ခါယူဆနေလေတော့တယ်ထိုငလျင်ကြီးမှာဖြတ်အားပြင်ဖြူးငလျင်ကြီးဖြစ်တယ်သူမျိုးနဲ့တောင်ငူမျိုးအပြင်ဘကိုးတိုင်းအတွင် အထိအခိုက်အပြည့်စီလဲများတယ်ရွာဟောင်းကြီးများတွင်လည်းအိမ်တော်တော်များများပြုပြက်ကြကုန်လာတယ်ရွာသားအပေါင်းအတိဒုက္ခရောက်ကြရတော့လဲကြိတ်ပျော်နေသည့်သူတအူးရှိတယ်ထိုသူကတော့ကိုဦးပဲဖြစ်တယ်ညအချင်းတို့ရောက် ခဲ့ပြီးကိုဦးတို့ခြေတန်းရှိအင်္ဂလိပ်မှာလည်းလဲပြိုပျက်စီးသွားလေတော့တယ်အိမ်ဟောင်းမှပျက်စီးများဖြင့်အိမ်ရှိတွင်ကွပြက်ကလေးတခုအချိန်မီပြုတ်လောက်ခါညအိတ်လိုက်ကြလေတော့တယ်ရခင်ကကိုဦးတို့လင်မယားနှင့်ကလေးငယ်များမှအိမ်အပေါ်ဓာတ်တွင်အိတ်ခါကိုမှုမှအိမ်အောက်တွင်အိတ်ပြီးမောင်တို့ကတော့အိမ်ရဲ့အနောက်ဘက်မှာအိတ်ရတော့လေယခုအချိန်တွင်တော့ကွင်းပြကြီးတခုအပေါ်တွင်တော့ဒန်းတူအိတ်ဆက်ကြလေတော့တယ်ကိုဦးမှဖျားဆင်းလူတော်များကိုရေကပြင်းအောက်တွင်မြုပ်နှံထားကအပေါ်မှစစ်နေတုံးဖြင့်အုပ်ထားလိုက်လေတော့တယ်အခြားသူများအိတ်ပျော်နေကြတော့လေကိုဦးမှတော့ဖျားဆင်းလူတော်များကိုထုခွေ ွဲရောင်းချပြီးတထေးပြင်းမဲ့အရေးကိုတွေးကပြုံးပြနေရင်းနဲ့အိပ်ပျော်သွားလေတော့တယ်။အိပ်ပျော်ပြီးမကြခင်မှာပဲကိုဦးရဲ့အနီးမှာလူကြီးတစ်ယောက်ကလာရက်လေတော့တယ်။ကိုဦးလည်းမနှိုးရပဲနဲ့အလိုလိုနှိုးသွားလေတော့တယ်။ထိုလူကြီးကမော်ကောင်းမောင်ကြီးပေါင်းထားပြီးအသက်80အရွယ်ခန့်ရှိတယ်။မုတ်စိတ်မွေးနှခမ်းမွေးများဖြင့်ဆွတ်ဆွတ်ဖြူနေတော့တယ်။မင်းလိုချင်ရင်တော့ကြောက်မြတ်ယတနာတွေကိုယူလို့ရတယ်။ဒါပေမဲ့ဖះငါးစုကိုတော့ငါတို့စီကိုပြန်ပေးပါ။ ဘာလို့ပြန်ပေးရမှာလဲခမည်းပါတယ်လာပြောနေတာလေခမည်းဘယ်သူလဲငါမင်းကိုနောက်ဆုံးချိန်သတိပေးမယ်နော်ဖះငါစုကိုမင်းကိုကျိုးတွေတုံးလို့မရဘူးဒီရုပ်ွားတော်တွေကတကိုးတိတ်ကြီးတာတုံးလိုက်တာနဲ့မင်းအသေးဆုံးနဲ့သေးရလိမ့်မယ်မပေးဘူးဗျာမပေးဘူးလုံးဝမပေးဘူးဗျာကိုဦးမှာအော်ဟစ်ရင်နိုးထလာခဲ့တယ်ထိုးစဉ်အချိန်မှာပဲကိုမိုးနဲ့မောင်တော့ကလည်းလက်နိုးကအော်ဟစ်လေတော့တယ်ကိုမိုးမှာအလွန်တုံလုံနေတယ်အခုကြည့်ကျုပ်တို့အဲ့ဒီစွန့်တူတော်တွေကိုပြန်ထားလိုက်ရအောင်ဗျာ ကိုဦးရဲ့ဇနီးမှာကြောင်နောင်နောင်နဲ့ကြည်နေလေတော့တယ်။ဟေ့ကောင်ကမို့မင်းမိုးယူပြီးမဟုတ်တာတွေရှောက်ပြောမနေနဲ့ပြန်အိနေစမ်း။ကိုဦးမှာကိုမှုကိုနှစ်သိက်ခါပြန်သိက်လိုက်ရလေတော့တယ်။ထို့နောက်ဆက်လက်အိမ်ရန်ကြိုးစားတော့လေအိမ်မရသည့်အပြင်ခေါင်းတစ်ချမ်းမှာလည်းတစ်စစ်စစ်နဲ့ကြိုက်ခဲလာလေတော့တယ်။ကိုဦးမှာရုတ်တရက်ဖြစ်ပေါ်လာတဲ့ဝေဒနာကိုတော့အံ့ဩနေမိတယ်။တို့နဲ့အတန်ကြာသည့်အခါမှာတော့ကိုဦးစိတ်ထဲမှာတန်တရားဝင်လာလေတော့တယ်။ဟိုဖရားတွေကတကူးကြီးတဲ့ဖရားတွေဆိုတော့ငါရေကပင်အောက်မှာထားတာကိုမကြိုက်လို့ခေါင်းကြိုက်တာနေမယ်။ကိုဦးမှာအိမ်ညားမှာချက်ချင်းထားကရေကပင်အောက်တွင်ဟွက်ထားတဲ့ဖ ရားဆင်းသူတော်များကိုတူဖော်လိုက်လေတော့တယ်အသေးချာကြည့်လိုက်ရာဖရားဆင်းသူတော်မှ၅စုတိတိဖြစ်နေတော့တယ်ဆင်းသူတစုလျင်အစိတ်သားခံအလေးချိန်ရှိသူကိုတွေ့လိုက်ရလေတော့တယ်ဆင်းသူတော်နဲ့အတူရွှေစငွေစအချို့နဲ့ကြောက်မြေရနာများလည်းပါဝင်တယ်ကိုဦးမှာဖရားဆင်းသူတော်များအာနေရာတကျပြန်ထားလိုက်ရန်စိတ်ကူးမိတော့လေလောဘစိတ်တွေများနေတဲ့ဖြစ်အမားအမှန်ကိုမမြင်နိုင်တော့ပဲတစ်ပင်ကွာကြားတစ်ခုတွင်တင်ထားလိုက်လေတော့တယ်နောက်တနေ့မနက်မှာတော့ညီကိုနှစ်ယောက်ရွာပြင်လူရှင်းတဲ့အခါမှာတော့ခေါင်းချင်းဆိုင်ရလေတော့တယ်မောင်တော်တယောက်လည်းပါဝင်တယ်မင်းတို့ ို့အိမ်မက်ဆိုးတွေမတ်တာနေမှာပါဘာမှတော့မဖြစ်ပါဘူးကမဟုတ်ဘူးနော်ကိုကြီးကျုပ်တို့သုံးယောက်အိမ်မက်ကတပုံစံနဲ့မတ်တာဆိုတော့ထူးတော့ထူးကြတာတော့အမှန်ပဲဓမ္မငမှုမင်းတေချာတွေးလိုက်စမ်းပါကွာဒီယနာလေးကိုထုခွဲရောက်ချပြီးရင်မင်းတသက်ပါမှလုတ်เสียမလို့တော့ဘူးနိုင်ငံသားကလာတဲ့ကောင်းပင်ညွန့်ပေးဆိုတဲ့အရက်တွေကိုလည်းတောက်မယ်အစားကောင်းအတော့ကောင်းတွေဆိုလည်းစားနိုင်မယ်လေကွာမင်းဒီလိုဘဝမျိုးကိုမလိုချင်ဘူးလားကွာဒီရောမှာပဲတသက်လုံးရာဆိုင်နေပြီးတော့စင်းစင်းရဲရဲနဲ့နေချင်လို့လားကွာကိုမှုမှလည်းကိုဦးပြောတဲ့အတိုင်းစိတ်ကူးယဉ်ကြည့်မိတော့တယ် ဒါမဲ့ငါတို့သုံးယောက်မနေ့ဖန်ကြရင်ဒီဆွနူတော်တွေကိုရောင်းချဖို့သွားကြမယ်ဘယ်သွားမှလဲကိုကြီးငါတို့ဒီနားမှာရောင်းလို့တော့မဖြစ်ဘူးဒါဆိုဘကိုးတက်ရောင်းရင်ရောဘကိုးမှာအတိကျွမ်းမှာမရှိတာကွာငါတို့ကိုလိန်နဲ့ပတ်တဲ့သူနဲ့တွေ့ရင်ဘယ်နဲ့လုံမလဲဟောဒါဆိုကိုကြီးကဘလို့စဉ်းစားထားလဲဒါလို့လုံမယ်ကွာတာယာဝတီမှာအဖေ့အသည့်တယောဆရာကြီးဥတင်ဆိုတာရှိတယ်မဟုတ်လား तू ကဂေဒပညာရှင်ဖြစ်တဲ့အပြင်အင်္ဂလိပ်မင်းတွေကိုမြှောက်ပင်းပြီးတချင်းတွေကိုရေးတတ်တော့အရာရှိအရာခံနေနဲ့လည်းအဆင်ပြေတယ်လေအတိုင်းဝိုင်းလက်တံကလည်းရှိတယ်မဟုတ်လား तू ကိုတိုင်ပင်ပြီးတော့ဒုဆက်လုံရင်ကောင်းမယ် ညီကိုနှစ်ယောက်ခေါင်းညိတ်လိုက်လေတော့တယ်နောက်တနေ့ရောက်တဲ့အခါမှာတော့သူတို့သုံးဦးမှာတာယာဝတီတို့ထွက်လာခဲ့လေတော့တယ်လမ်းတလျှောက်မြို့များကလည်းအပြက်စီးများဖြစ်ပြည့်နေနေလေတော့တယ်သုံးရက်ခန့်ကြာတဲ့အခါမှာတော့တာယာဝတီမြို့ကိုရောက်ခဲ့လေတော့တယ်တရောဆရာကြီးဥတည်မှတာယာဝတီမြို့ပေါ်တွင်အိမ်ကြီးရခိုင်နဲ့နေထိုင်နေတော့တယ်ဥတည်မှကိုဦးတို့ကိုမှတ်မိတဲ့ဖြစ်တိတ်ရှိရှိဝေဝေဆွေမျိုးဆက်နေကြရတော့မလို့ပဲ ဥဒေမာလည်းလိုင်းရဲကြလိုက်ကယန္နာပစ္စည်းများကိုပြတ်တာလေတော့တယ်ယန္နာပစ္စည်းများကိုမြင်တဲ့အခါမှာတော့ဥဒေရဲ့မျက်နှာမှာတော့အလွန်အံ့အားတင်သွားတယ်အဲ့ဒါကျုပ်တို့ဒီပစ္စည်းကိုထူခွဲရောင်းချခြင်းလို့ပါကျုပ်တို့ကိုကူညီပါအေးကွာကူညီရမှာပေါ့ငါအတီထဲမှာယန္နာပွဲစားတွေရှိတယ်ဒါထက် င်းတို့ရောင်းချပြီးရင်တော့ငါကိုမမေ့ရဘူးနော်စိတ်ချပါဦးကြီးရာဦးကြီးဆိုကြုတ်ကထိုက်ထိုက်နေနေပြီးမှာပေါ့တို့နေဦးတင်ကလည်းသူနဲ့ခင်မင်းနဲ့ယတနာပွဲစားမိမကြီးတဦးထံကိုခေါ်ဆောင်သွားလေတော့လေထိုမိမကြီးမှာကြောက်မြေယတနာလောကမှာနာမည်ကြီးကချမ်းသာလာပြီတဲ့ထိုပွဲစားမကြီးမှာကြောက်မြေယတနာမျိုးကိုတိမ့်ကျုံဝယ်ယူကဈေးဖြတ်ပေးလိုက်လေတော့လေရှင်တို့ရဲ့ကြောက်မြေတွေအားလုံးကိုကျမယူမယ်ရှင်တို့ကိုငွေတစ်ထောင်ပေးမယ်တစ်ထောင်ပဲလားဗျဒါတော့အများကြီးကို ရှင်တို့ကြောက်တွေထဲမှာစိန်ကောင်းကြောက်ကောင်းမှမပါပဲပြီးတော့ကြောက်ဆိုတာကအချိန်ကြာလာလေလေတန်မိုးကကြာလာလေလေမဟုတ်လားပွဲစားမကြီးကတမင်ဈေးနိုင်ကဝယ်ယူခြင်းပဲဖြစ်တယ်သို့တော့တထောင်ဆိုသောငွေမှလည်းထိုခေတ်ကအတော်အတန်များပြားသည့်ငွေပဲဖြစ်တယ်ဟောဒီစင်းနူတော်တွေကိုရောင်းချင်ပါတယ်ဖះစင်းနူတော်တွေကကျမမဝယ်ဘူးကျမကကြောက်ကုန်သေးပါ ကိုဦးတို့မှာပွဲစားမှကြီးပေးတဲ့ငွေတထောင်ကိုယူလာခဲ့လေတော့တယ်။ဖះငါးစုကိုမယောင်းချရသေးသဖြင့်ကိုဦးမှလည်းမကြင်မနက်ဖြစ်နေသေးတယ်။တရောစီယာကြီးကိုငွေနေရကတော့လိုက်လေတော့တယ်။ထိုညနေတော့ဝေကားစားကောင်းများဝေကားဝတ်စင်၍တရားဝရီမျိုးရှိစားတော်စကြီးတွင်အစင်နဲ့မြင့်မြင့်စားတောင်းနေလေကြတော့တယ်။ကိုမှုကတော့အရမ်းများတောင်းနေရင်းနဲ့အကိုကြီးရေတထောင်ဆိုတဲ့ငွေကလည်းမနှဲပါဘူးဗျာ။ကျုပ်တို့တသက်ငွေတရာ200တောင်မှလက်ထက်ကင်မှုတာမဟုတ်တာ။ဒီငွေတွေကိုယူပြီးတော့ပြန်ကြစို့ဗျာ။ဖះဆင်းလူတော်တွေကိုတော့ရွာကလူကြီးတွေလက်ထက်ပဲပြန်အပ်လိုက်ပါဗျာ။ မင်းတော်တော်ညံမရှိတဲ့ကောင်ပဲငမူးရဒီစင်းနူတော်ကြီးအက်လိုက်လို့ငါတို့စားနိုင်တောက်နိုင်နေဆိုရင်ရွာကလူတွေကဘလို့ထင်ကြမလဲကွာတရက်စားလဲကြက်တော်နှစ်တက်စားလဲကြက်တော်မှာပဲကွာဒီအခြေအနေရောက်မှတော့မထူးတော့ပါဘူးကွာမောင်တော်မှာတော့ညီကုံနှစ်ယောက်ပြောဆိုနေသည်များကိုသတိမထားပဲစားတော့ရည်တာနေလေတော့လေကိုဦးကတော့တယောဆရာကြီးဘက်ကိုလှည့်ပြီးတော့ကြံနဲ့ရွှေရှင်းသူတော်များကိုရောင်းဖို့လောက်ပါအောင်ဦးကြီးရ ဒါတွေရောင်းထွက်ရင်ဦးကြီးကိုကြော့ပါအောင်မယ်တရော့ဆရာကြီးကလည်းတစ်ချက်စဉ်းစားလျက်နေအောင်တောအုပ်ကိုပြင်းဆိုတာကျုံနဲ့အတိပဲသူ့ရဲ့ဆရာကတော့တက်တော့ဝင်တော့မစ္စတာဖီကလက်တဲ့ကိုပိုင်ရင်တခါပြောဘူးတာက ူဆရာကရှင်အောင်စင်းနူတော်တွေရုပ်ဝါတော်တွေကိုဝယ်ယူစုဆောင်တယ်ဆိုပဲအင်္ဂလိပ်ကြီးကဖျားစင်းနူတော်တွေကိုဝယ်ပါမလားကွဝယ်မှာပါကွာငါကရှင်အောင်ပစ္စည်းတွေကိုတိတ်နားမလဲပဲမဲ့ဒီစင်းနူတော်တွေကိုကြည့်ရတာရှင်အောင်စင်းနူတော်ပုံစံပဲကွရွှေနဲ့လှုပ်ထားတာဆိုတော့တန်မိုးလည်းကြီးမယ်မစ္စတာဖီကလက်ကတော့ကြိုက်မှတေးကြတယ်ဒါဆိုရင်လည်းဆက်သွယ်ပေးပါဗျာမင်းတို့ဒီမှာတရက်နှစ်ရက်တော့နေအောင်ငါကိုပိုင်ရင်ကိုတော့ဆက်သွယ်လိုက်အောင်မဲ့ဒါနဲ့ကိုဦးတို့လူတစုလည်းတရောဆရာကြီးဥတည်ရဲ့အိမ်မှာတောင်းတနေလေတော့တယ်တော်ဥပယံနဲ့တော်အတွင်းတို့ကွင်းစင်းသွားတဲ့ဖြစ်တပတ်ခန့်စောင့်နေရတော့တယ် ထိုအခိုက်မှာပင်ကိုမှုတယောက်ပြဿနာရှာလေတော့တယ်မူလာတဲ့အခါအတိုင်းအိနီနာချင်းများဘုံဆိုင်မှလူများကိုဖျားဆင်းလူတော်များနဲ့ရတနာများအကြောင်းကိုပြောပြောနေလေတော့တယ်လူအများကလည်းကိုမှုစကားကိုမယုံကြည်တော့လဲကိုဦးမှာအလွန်ဒေါပွားလျက်ရှိတယ်မူမူနဲ့အိမ်ပြန်လာသည့်ကိုမှုရဲ့လက်ကုပ်ကိုကိုဦးကစောင့်ဆွဲလိုက်လေတော့တယ်ဓမေငမှု မင်းဘက်ဆက်ကိုစီကန်းရှိတယ်မှာကွာငါတို့ဒီဆွေးနုရော်တွေကိုခိုးရောက်တာလူတွေသိသွားရင်အမှုတ်ပတ်နေပါဦးမယ်ကွာကိုကြီးကလည်းကြုတ်ပြောပြီးသားပဲမဟုတ်လားဒီဆွေးနုရော်တွေကိုပြန်ပေးလိုက်ပါလို့မပေးနိုင်ဘူးကွာငါကန်ကောင်းလို့ရလာတာကိုဘယ်သူမှမမပေးနိုင်ဘူးဒီမှန်ငမှုနောက်တစ်ခါမင်းဒီအကြောင်းကိုလူတွေကိုထပ်ပြောလို့ကတော့နော်မင်းကိုငါတတ်မယ်မင်းနားလဲလား ငမူးမှာပြည်တီတီနဲ့ပြုံးတဲ့ခေါင်းငိမ့်လိုက်လေတော့တယ်သို့တော်ငမူးမှာဗဇက်မလုံးမင်းထွေเจ้าများကိုပြောမြဲပြောဆဲပင်ဖြစ်တော့တယ်ဥဒင်ရဲ့ချင်းရင်အိမ်မှာအိနီနာချင်းများပင်ဥဒင်ကိုထွေเจ้าများမင်းမြတ်ကြလေတော့တယ်ဥဒင်ကလည်းနှုတ်လုံရန်အတွက်ကိုဦးကိုအပြစ်တင်လေတော့တယ်ကိုမူးကထပ်မံပြောနေသဖြင့်ကိုဦးတယောက်စိတ်မထိန်နိုင်တော့ပဲနောက်တနေ့တွင်ကိုဦးမှာကိုမူးကိုခေါ်ဆောင်ကတဏျာတို့ခေါ်ထုတ်သွားလေတော့တယ်ညေကိုနှစ်ယောက်ထွက်လာသည်ကိုမြင်လိုက်သည်ကမောင်တော်မှာအနောက်မှရောင်းလဲလဲနဲ့နောက်ရောက်ခံလိုက်သွားလေတော့တယ်ကိုဦးတို့ညေကိုမှာမြို့ပြင်ရှိဇရက်ကြီးတစ်လုံးကိုရောက်လာလေတော့တယ် ်ဇရက်ပေါ်တွင်ထိုင်နေရင်းနဲ့မကြခင်မှာပဲကိုဦးကလွေအတွင်းမှာပလင်းကလေးတစ်လုံးကိုထုတ်လိုက်လေတော့တယ်။ဒါပါပလင်းလေအကိုကြီးနိုင်ငံခြားပြည့်ရက်ပါငမူးရဥတင်ပြောတာတော့စကော့ဝစ်စကီလို့ဆိုတာပဲကွာ။ငမူးမှာအရက်ပလင်းကိုယူကမော့တောက်လိုက်လေတော့တယ်။အရက်ကကောင်းလိုက်တာဗျာ။ဒါပေမဲ့အနံ့ကြီးကတော့တမျိုးကြီးပဲနော်။ဒါတဲ့အကိုကြီးဘာစိတ်ကူးပေါက်လို့ကြုတ်ကိုဒီကိုခေါ်လာတာလဲဗျ။ငမူး မင်းယတနာတွေကိုရတဲ့အကြောင်းကိုရှောက်ရှောက်မပြောနဲ့နော်ကျုပ်လည်းမူးလို့ပြောမိတာပါကိုကြီးဟာနောက်ဆိုမပြောတော့ပါဘူးအေးပါညီလေးဟာနောက်ဆိုရင်လည်းမင်းပြောနိုင်မှာမဟုတ်တော့ပါဘူးကိုဦးကတစ်ချက်ပြုံးလိုက်လေတော့လေကိုမူးကတော့အရက်ပလင်းကိုဖင်ထောင်းနေအောင်နဲ့မော့တောက်လိုက်လေတော့လေညီကိုနှစ်ယောက်ဆက်ထိုင်နေရင်းနဲ့နိုင်ဝက်ခန့်ကြတဲ့ခါမှာတော့ကိုမူးတယောက်ခေါင်းများမျိုးဝေလာလေတော့လေအကိုကြီး ကျုပ်ကောင်းတွေမူးလာတယ်ဗျာရင်ဘထဲကလည်းပူလာသလိုလိုပဲဘလို့ဖြစ်တာလဲမသိပါဘူးဗျာကိုဦးမှာမတ်တက်ထရိုက်လိုက်လေတော့တယ်ကိုမှုကမတ်တက်ထရိုက်တော့လေမထနိုင်တော့ပဲလေးဘထောက်ကြီးလဲကြသွားလေတော့တယ်ထိုးစင်ပါဇက်အတွင်းမှအဖြူအောင်ရည်များနဲ့အတူသွေးများတဝောနဲ့အန်ကြလေလေတော့တယ်ကိုမှုမှာဇရက်ကျမ်းမြင်ပေါ်တွင်လူးလိမ့်၍အော်ဟစ်နေတော့တယ်အကိုကြီးပူတယ်ဗျာကျုပ်ရင်နေပူလိုက်တာဘိုက်ထဲကဦးတွေကလည်းတထောင်းတောင်းနဲ့ပြတ်ထွက်ကုန်မလားမသိပါဘူးဗျာအကိုကြီးကျုပ်ကိုဘာလုပ်လိုက်တာလဲဗျာ ကိုဦးမကိုမှုကိုငုံကြည့်ရင်လည်းကောက်ကျစ်ဆင်းလဲသည့်အပြုံးနဲ့ပြုံးရင်းနဲ့မင်းနောက်ဆိုရင်ရှောက်မပြောနိုင်တော့ပါဘူးငမူရသွားတော့ငရဲပြီကို အေးရအေးချောင်းသွားတော့ကိုဦးမဇရက်ပေါ်မှဆင်းသွားလေတော့တယ်ကိုမှုမှလည်းသွေးများအန်လျက်အတန်ကြာအောင်လူးလိမ့်နေရင်းနဲ့မကြခင်ချိန်မှာပဲငိမ့်သက်သွားလေတော့တယ်ထိုအဖြစ်ကိုအနောက်မှနောက်ရောက်ခံပြီးလိုက်လာတဲ့မောင်တော်တယောက်တွေ့သွားလေတော့တယ်ရတနာပစ္စည်းများအရေးချောင်းညီရင်းဖြစ်သူကိုအစိတ်ခတ်တတ်လိုက်သည့်ကိုဦးအဖြစ်ကိုတွေ့ကမောင်တော်တယောက်ကြောက်လန့်နေမိတော့တယ်ကိုဦးကညီအကိုအရင်းကိုတောင်တတ်ပစ်တယ်ဆိုတော့ငါ့ကိုလည်းတတ်ဖို့ဝင်လေးမှမဟုတ်ဘူးဒီအကြောင်းကိုငါသိသွားတယ်ဆိုရင်တော့ငါ့ကိုကြိတ်တေပေါင်တတ်မှသေးကြတယ်ငါဒီအကြောင်းကိုမသိကြအောင်ဆောင်းပြီးရှုပ်ဝှက်ထားမှဖြစ်မယ်ကိုဦးမှလည်းတနည်းအား ့ဝင်နေတဲ့ဖြစ်မောင်တော်တယောက်အိမ်တို့အရင်ပြန်နှိမ့်လိုက်လေတော့တယ်တခါမှအရက်မတောက်ဘူးတဲ့ကိုဦးမထိုးညတွင်အရက်မြန်းတောက်ခါမူးရည်၍ပြန်ရောက်လာလေတော့တယ်မောင်တော်မှမသိချင်အောင်နဲ့ဆောင်းလိုက်လေတော့တယ်ကိုဦးကိုမူးကိုမတွေ့ပါလားဗျဟာဒီကောင်တနေရမြန်းမူးပြီးတွိုင်းနေလားမသိပါဘူးကွာ ထိုညချိန်မှာပင်တရော့ဥတင်တဲ့အတူကိုပရင်လိုက်လာလေတော့တယ်ကိုဦးကကိုပရင်ဟာရွှေစင်းနူတော်များကိုပြတ်တာလိုက်လေတော့တယ်ရှေးအောင်စင်းနူတော်များကိုတွေ့သွားသည့်အခါမှာတော့ကိုပရင်မျက်လုံးများကအယောင်လက်သွားလေတော့တယ်ဘလို့လဲကိုပရင်ဒီစင်းနူတော်တွေကရောင်းလို့ရနိုင်မလားမစ္စတာဖီကလည်းကြိုက်လောက်တယ်မလားကြိုက်တယ်တိတ်ကိုကြိုက်တာပေါ့ဗျာကျုပ်ကရှေးဟောင်းပစ္စည်းတွေအကြောင်းဆိုရင်တိတ်နားလဲတဲ့လူတော့မဟုတ်ဘူးဒီစင်းနူတော်တွေကိုကြည့်ရတာတော့လွန်ခဲ့တဲ့နှစ်ပေါင်း200 300လောက်ကလက်ရာတွေဖြစ်မယ်ထင်တယ်ကျုပ်ဒီစင်းနူတော်တွေကမစ္စတာဖီလစ်စီကိုတော့ရောင်းပေးပါမယ်ဗျာ ဒါဆိုကြုတ်ကိုပါခေါ်သွားဗျာကိုပိုက်ရင်ကခေါင်းညိတ်ခါဟုတ်ပြီလေမနေ့ဖန်ညံ့နေကြရင်မြို့ပြင်ကတက်တော့ဌာနပိုင်းဗိုလ်ထဲကြီးမှာစုံမယ်လေကိုတင်ကဟော်ရီကကိုဦးကိုပါခေါ်လာခဲ့ ျုံနဲ့မစ္စတာဖီကလင်းနဲ့အဲ့ဒီဘူဒဲကြီးမှာစောင့်နေမယ်ည9နာရီထဲနောက်မကြစေနဲ့လာခဲ့ကြပါစင်းနူတော်များကိုရောင်းရတော့မယ်ဆိုတဲ့ဖြစ်ကိုဦးတယောက်ပျော်ရွှင်နေလေတော့တယ်မောင်တော်မှလူသက်သမားကိုဦးကိုကြီးကထိတ်လန့်နေလေတော့တယ်ကိုဦးကလည်းမောင်တော်ကိုနှုတ်ပိတ်ရန်ကြိုတင်တွေးထားမိပြီဖြစ်တယ်စင်းနူတော်များရောင်းချအပြီးရွာတို့ပြန်သည့်အခါလူရှင်းသည့်လမ်းတနေရာမှာတက်ဖြက်ရန်ကြံစီကြဲရထားတော့တယ်နောက်တနေ့ရောက်မှာတော့တရောဦးတင်နဲ့ကိုဦးတို့မှအိမ်မှထွက်ခွာရန်ပြင်ဆင်လို့နေတော့တယ်ဦးတင်ကကိုဦးနာကိုကိုက်၍မောင်မင်းရဲ့ပစ္စည်းတွေပါပါတယ်နော် ကိုဦးကလွဲကိုပုတ်ပြလိုက်လေတော့လေပါပါတယ်ဦးကြီးဟာထိုးစင်မောင်တော့ရောက်လာတဲ့ဖြစ်ကိုဦးကလည်းငါတော့မင်းဘယ်ကိုမှမသွားဘဲနဲ့အိမ်မှာပဲနေခဲ့ဟုတ်ပြီလားကြုံလဲလိုက်ချင်တာပေါ့ကိုဦးရာ လိုက်ချင်ရင်လည်းလိုက်လာခဲ့ကွာဒါပေမဲ့ဟိုအိမ်ပေါ်ကိုတော့မတက်နဲ့ဟုတ်ပြီလားကိုဦးမမောင်တော်ကိုခေါ်ဆောင်လာခဲ့လေတော့တယ်တစ်တော်ဌာနပိုင်ယုံကြည်မှညနေဆောင်ပြီဖြစ်တဲ့ဖြစ်လူသူကိမဲ့နေလေတော့တယ်ဌာနအရှိတွင်တော့ကိုပိုင်ရင်ကအသင့်ဆောင်ဆိုင်နေလေတော့တယ်မောင်တော်ကိုဗိုလ်တဲကြီးအောက်မှာထားခဲ့ပြီးကိုပိုင်ရင်ဦးစည်းခေါ်ဆောင်မှုကြောင့်အဆောက်အဦကြီးပေါ်သူတက်သွားလေတော့တယ်ကိုပိုင်ရင်ကရုံးငန်းကြီးတစ်ခုတွင်သူခေါ်ဆောင်သွားလေတော့တယ်ရုံးငန်းကြီးမှာခင်မီပီတီဘောကများနဲ့ပြည့်နေနေလေတော့တယ်ကိုပိုင်ရင်ကကိုဦးပဲလှည့်လိုက်လေပြီးတော့ ကိုဦးခမရပစ္စည်းတွေထုတ်လိုက်ဗျာကိုဦးမလွယ်အတွင်းမှာပစ္စည်းများကိုထုတ်လိုက်ခါအနည်းရှိစပွဲကုန်ပေါ်မှာတင်လိုက်လေတော့တယ်ကဲဘမလဲခမရတို့ရဲ့တတော်ဝင်တောင်မင်းကြီးကိုပိုင်ရင်ကပြုံးလျက်အခန်းထောက်တနေရာကိုညွှန်ပြလိုက်လေတော့တယ်ထိုးစင်မှာပင်အခန်းတနေရာရှိတကားတစ်ချက်မှာဟုံးကနယ်ပွင့်သွားကအင်္ဂလိပ်ကြီးတယောက်ထွက်ပေါ်လာလေတော့တယ်အင်္ဂလိပ်ကြီးရဲ့လက်ထဲမှာတော့နှလုံးပြူးတနက်ကြီးတစ်လက်ကိုကင်ဆောင်ထားလေတော့တယ်ကိုပိုင်ရင်နဲ့ဦးတင်မှာတယောက်မျက်နှာတယောက်ကြည့်လိုက်ပြီးအနောက်သို့ဆုတ်သွားလေတော့တယ်တနက်ကိုင်း၍ထွက်လာသည့်လူကြီးကိုတွေ့လိုက်ရသည့်အခါမှာတော့ကိုဦးတယောက်ထိတ်လန့်တုန်လှုပ်သွားလေတော့ ယ်တဆက်ထဲမှာပင်တနက်တန်တစ်ချက်ထွက်ပေါ်လာပြီးတော့နှလုံးပြူတနက်မှာကိုလုံးကြည်စန်းကကိုဦးရဲ့ရင်ဝကိုထိုးဖောက်ဝင်ရောက်သွားပြီးတော့ကိုဦးတယောက်အနောက်သို့ရိုင်ကျသွားလေတော့တယ်တနက်တန်ကြားသဖြင့်မောင်တော်မှာအိမ်ဘောသို့ပြေးတက်လာလေတော့တယ်ထိုအခါလှေကားအဝရောက်မှာတော့တနက်တန်ရရကပြိုလဲကျနေတဲ့ကိုဦးကိုတွေ့လိုက်ရလေတော့တယ်တနက်ကင်ထားသည့်အင်္ဂလိပ်ကြီးကိုလည်းတွေ့လိုက်ရတယ်မောင်တော်တက်လာသဖြင့်မစ္စတာဖစ်ကလက်မှာအလွန်အံ့ဩသွားကမောင်တော်ဘက်ကိုလှည့်လိုက်ပြီးတနက်နေ့ပြစ်ချလိုက်လေတော့တယ်မောင်တော်မှာအလွန်လျင်မြန်စွာနဲ့ရှောင်းလိုက်တော့လေတနက်ကြည်စံနှစ်ခုကလက်မောင်း တစ်ဖက်ကိုထိမှန်သွားလေတော့တယ်နှလုံးပြူတနက်အတွင်ထက်ထားသည့်ကြီးစံများကဇရိတ်ကြီးခေါ်ကြီးစံကလေးများဆုထဲထားခြင်းဖြစ်သည့်ဖြင့်မောင်တော်တယောက်တေလောက်သည့်ဒဏ်ရာတော့မရပေမောင်တော်မှာလှေကားအတိုင်းလိမ့်ကြသွားလေတော့တယ်မြေပြင်သို့ရောက်သည့်နှင့်မောင်တော်တယောက်ခြေကုံတုပ်ပြေးလေတော့တယ်ဒီကောင်လေးမသေးပါလားကွာမစ္စတာဖီကလပ်မှာရုံးအတွင်းမှထွက်ပြေးသွားသည့်မောင်တော်ကိုငေးကြည့်ကပြောလိုက်လေတော့တယ်တယောဥတင်ကလည်းဒီကောင်ကလေးကယူယူပေါ်ပေါ်ကလေးလေးပါဝန်တောင်မင်းရဲ့ ်ဒါလောက်ကတော့မှုမနေစမ်းပါနဲ့တေသွားတဲ့ဒီကောင်ကိုရောဘာလုပ်မလဲဒါများလွဲပါတယ်ဝန်တော်မင်းကအခုပဲပလိတ်တွေကိုခေါ်လိုက်ရုံးငန်းထဲကိုခိုးဝင်တဲ့တခိုးကိုတနက်နဲ့ပြစ်လိုက်တာဆိုပြီးတော့ပြီးသွားပဲမဟုတ်လားထွက်ကဝန်တော်မင်းကပြုံးလျက်ကောင်းတယ်မောင်ပါရင်ဒီအကြံကအကောင်းဆုံးပဲဝန်တော်မင်းမှာဇပွဲပေါ်တင်တင်ထားတဲ့ဖះငါးစုကိုတေချာကင်တွယ်ကြည့်လိုက်လေတော့တယ်ဥပယံမားလည်းအနာတို့ကလည်းဘယ်လိုလဲဝန်တော်မင်း စိတ်ကြိုက်တွေ့ရလားတိတ်ကောင်းတယ်မောင်ပါရင်ဒီဖျားတွေကိုကြည့်ရတာလွန်ခဲ့တဲ့နှစ်ပေါင်း300 400လောက်ကလက်ရာတွေပဲဝန်တော်မင်းအတွက်ကျုပ်တို့ကအကျိုးဆောင်ပေးခဲ့တယ်ဆိုတော့ဝန်တော်မင်းလည်းကျုပ်တို့ကိုမမင်းနဲ့နော်ဝန်တော်မင်းမှကျေးနပ်စွာပြောလိုက်ရင်လည်းမမေ့ပါဘူးဗျာခမည်းတော်ကိုကျုပ်ကောင်းကောင်းဆုချမှာပါဝန်တော်မင်းကနိုင်ရန်တွေချိန်ဆထားသည့်ပြက်ကရင်ကိုကြည့်လိုက်ရင်လည်းဒီလိုလို့ဗျာအခုခရစ်စမတ်နာနေပြီမဟုတ်လားခရစ်စမတ်မတိုင်ခင်24ရက်နေ့ကျရင်ကျုပ်က ဝဲရွာမှာရှိတဲ့ဗိုလ်တဲကြီးမှာပျော်ဝဲစားထွက်ပြီးတော့ခရစ်စမတ်ပွဲစင်နှန်းဖို့ကိုစိတ်ကူးထားတယ်။အဲ့ဒီပွဲကိုခမည်းတော်ကိုဖိတ်ပါတယ်။ခမည်းကလည်းတရော့ဆရာဆိုတော့ ကျုပ်ရဲ့ပွဲမှာခမည်းရဲ့လက်တံကလေးကိုလည်းကြားကြမှာလေဗျာအတိုင်းထဲလုံးမှာပဲဝန်တောင်မင်းကြီးဟာကျုပ်တို့လာခဲ့ပါမယ်မောင်တော်မှတနက်တန်ရာဖြစ်ပြေးလာရင်းနဲ့ဘိန်းတော်ဆရာကြီးတဦးကတနက်တန်ရာကိုကုသပေးလေတော့တယ်သို့တော့အကျောတစ်ခုပြတ်တောက်သွားသည်မို့ဘယ်ဘက်လက်တစ်ဖက်မှာအသုံးပြု၍မရဘဲအကျောတည်သွားလေတော့တယ်တတော်ဝန်တောင်မင်းနဲ့ကိုပါရင်တရောဥတင်တို့မှာဒီဇင်ဘာ24ရက်နေ့မှာတာယာဝရီခရိုင်ဝဲရွာရှိဗိုလ်ဒဲကြီးတွင်စားတောက်ပြောပါပွဲများကျင်းပလေနေတော့တယ်ထိုအချိန်မှာပင်ဆရာဆန်ခေါင်းဆောင်သည့်တောင်သူလယ်သမားအရေးတော်ပုံဖြစ်ပွားခဲ့တယ်တောင်သူ ူလက်သမားတပုံများကအင်္ဂလိပ်ကိုနာကြီးကြသဖြင့်ဝဲရမှာရောက်နေတဲ့ Mr. Ficklet နဲ့အပေါင်းပါများကိုဝင်ရောက်တိုက်ခတ်တဲ့အတွက် Mr. Ficklet နဲ့တကွာဥပယင်တရောဥတင်တို့ပါအင်္ဂလိပ်အလိုတော်များဟုဆိုကတက်ဖြတ်လိုက်ကြသဖြင့်အသေးဆုံးနဲ့သေဆုံးသွားလေတော့တယ်။ထိုအချိန်မှစ၍ဖျားငါးစုတဲ့မှာအဆအနာပြောက်သွားလေတော့တယ်။တို့နဲ့ထိုဖျားငါးစုကိုကိုကျိုးအတွက်အသုံးပြုကြသူများမှာအသေးဆုံးနဲ့သေဆုံးကြတာကတော့ကျင်းတိမ်မလွဲပင်ဖြစ်တယ်။ လောဘဇောတိုက်ခါကျူးလွန်မိကြသဖြင့်အသေးစိုးနဲ့တည်ခဲ့ရတဲ့ကိုဦးနဲ့ကိုမူးတို့ညီကိုနှစ်ယောက်ဖြစ်ကိုကြည့်ကမောင်တော်တယောက်တန်ဝေကရမိတော့တယ်မိမိမှလည်းဖះများကိုပြင်းမမိရာတွင်ကြံရပါဖြစ်သဖြင့်လက်တစ်ဖက်ထေသွားရခြင်းဖြစ်တယ်လို့မောင်တော်ကယုံကြည်ထားတယ်ထွေချိန်မှစား၍မောင်တော်မှဘာသာရေးရိုသေကိုင်းဆိုင်သူတယောက်ဖြစ်လာပြီးနောက်ပိုင်းတွင်ရှင်သာမဏေဝက်လိုက်တော့တယ်ရှင်သာမဏေအဖြစ်မှဦးစဉ်အဖြစ်နဲ့ဆက်လက်နေထိုင်ခဲ့ရင်အသက်80ကျော်အရွယ်တွင်ဘကိုးမျိုး၌သင်္ကန်းဝတ်ဖြစ်ကွယ်လွန်ခဲ့ပါတော့တယ်1930ခုနှစ်ဒီဇင်ဘာလ 14ရက်နေ့တွင်လှုပ်ရှားသွားလာခဲ့တဲ့ဖြူးငလျင်ကြီးကြောင့်ပြိုကျပျက်စီးသွားသည့်ဖျားစေကြီးမှဌာပနာပျက်စီးကိုအလွဲသုံးစားလုပ်ခဲ့သည့်ဖြင့်တည်ဆုံးသွားသူများအကြောင်းကိုတန်ဝီခရပွဲတင်ပြပေးလိုက်ရပါတယ်ရှင်။ဇလန်းလေးကဒီမာတွင်ပြီးဆုံးသွားပါပြီရှင်။ဇလန်းလေးကိုရေးသားပေးတဲ့မွန်ရေးသားရှင်ကိုလည်းလေးစားစွာနဲ့ credit ပေးရင်အားလုံးပဲ good night ပါရှင်။